19 Eric Sibrate 1912 1992စာနယ်ဇင်းသမားဘလောက်ဝေးဝေးကြီးတွားရမယ်ဆိုတာမစင်းစားနဲ့ရှေ့တမိုင်အတွက်ကိုပဲစင်းစားအဲ့ဒါဆိုမင်းတို့ ရောက်လိမ့်မယ်လို့ငါယုံကြည်တယ်ရှေ့တမိုင်ကိုသာ စင်းစားပါအဲ့ဒီတုန်းကကျွန်တော်အသက်18နှစ်ကြီးကြီးကျယ်ကျယ်ပြဿနာတစ်ခုကျွန်တော်ရင်ဆိုင်နေရသည် ပြဿနာကကိုယ်တိုင်ဖန်တီးသည့်ပြဿနာ ကျွန်တော်နဲ့ high school တုန်းကတငယ်ချင်း water ပို့တို့နှစ်ယောက်ထူးလဲထူးယူလဲယူသောကိစ္စတစ်ခုကို သွားဆမိခဲ့ကြသည်ကိစ္စကသေးသေးမှွားမှွားလေးမဟုတ်မင်းတို့အားပိုလစ်မြို့မှသည်မြောက်ဖက် Hassan ပင်လယ်ခွေရှိ Yop Factory သားမွေးကုံတွဲစခန်းအထိ ကနူးလေဖြင့်ရောက်အောင်သွားနိုင်ကြောင်းတက်တည်ပြလိုသည့်ကိစ္စမှတ်ချက် မင်းတို့အာပိုလစ်မြို့မှာအမေရိကန်မြောက်ဖြားရှိမြို့ကြီးတစ်မြို့ဖြစ်၍မစ္စစ်ဆပီမြစ်ကမ်းပေါ်၌တည်ရှိသည်ဟာဆန်ပင်လယ်ကွေ့မှာကနေဒါပြည်အရှေ့ပိုင်းရှိကုန်းတွင်းပင်လယ်ကြီးတစ်ခုဖြစ်၍မြောက်အတ္တလန်တိတ်သမုတ်တရာယောအာတိတ်သမုတ်တရာနှင့်ပါဆက်ဆက်လျက်ရှိသည်အလွန်အေးမြသောဒေသဖြစ်၍တနှစ်လင်ရှစ်လမြစင်းနှင်းရေခဲများဖုံးလွှမ်းလျက်ရှိသည် ကနေဒါပြည်ဝင်းနီပက်ရေအန်ကြီးဤမြောက်ဖျားရှိနော်ဝေးဟောက်အထိရောက်အောင်ကျွန်တော်တို့လှော်ခတ်ခဲ့ကြပြီးဖြစ်သည်သို့တော်ကျွန်တော်တို့ဤနောက်ဆုံးပန်းတန်ကနောက်ထပ်မိုင်450အကွာမှာရှိနေသည်လမ်းတစ်ဝက်လောက်တွင်ရွာငယ်တစ်ခုရှိတာက လွဲ၍ကြံခยีတလျှောက်လုံးက လူသူကင်းမဲ့သည့်တောရိုင်းဒေသကိုဖြတ်တန်းရမည်ဖြစ်သည် ကျွန်တော်တို့မှာပါလာသည့်မြေပုံတွေကမပြည့်မစုံ ပုံညာတွေပြီးအချိန်ကစက်တင်ဘာ၁ရက်နေ့ဖြစ်နေပြီ မကြမီ ရေအိမ်တွေမြေချောင်းတွေအလုံးအေးခဲကြတော့မြည်ကနေဒါရှိတော်ဝင် မြင်းစည်းတပ်ဖွဲ့ဝင်များကကျွန်တော်တို့ကို ရှေ့သို့ဆက်ရန်ခွင့်ပြုသင့်မသင့်ဝေခွဲမရနောက်တော့မှစိတ်မချတခြားနှင့်သူတို့ခွင့်ပြုလိုက်ကြသည်ယခုတော့တကယ်တတ္တိစံပွဲကြီးစပေတော့မြည် ခยีမဆက်မီညမှာဝေါ်တာရောကျွန်တော်ပါကောင်းစွာအိတ်မပြောတိတ်ခါနဲ့အန်ဒီရဲ့ကြားမှာပြာများနေသည်အကယ်၍လှေမောက်ခဲ့ရင်ဒါမှမဟုတ်တနီးနီးအေးလွန်ပြီးရေခဲရိုက်တယ်လို့ဖြစ်သွားခဲ့ရင်ကျွန်တော်တို့သွားပြီဒီဟာကိုကြောက်ပြီးအိမ်ပြန်လာမည်ဆိုရင်ကောမိသားစုနဲ့အတိမိတ်ဆွေများကိုဘလို့ရင်ဆိုင်မည်နီပြီးကျွန်တော်ဆာရေးဆရာတယောက်အဖြစ်ရည်တည်သွားရန်ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ထားသည့်နေရာတစ်ခုရှိသေးသည် မီနီယာပိုလစ်မြို့ထုပ်တည်င်းစာဒီတည်င်းစာကကျွန်တော်တို့ခရီးစဉ်အတွေ့အကြုံတည်င်းပေးပို့ချက်ကိုဆက်တိုက်ဖော်ပြပေးနေသည်ထို့ပြင်နောက်တစ်ချက်ဝိုးရိုဝါရာလူလုံးနဲ့အတွင်းစိတ်ထဲကကျွန်တော်တို့ကိုကျွန်တော်တို့မေးနေမိတာလဲရှိသေးသည်ကိုမျက်နာကိုဘယ်လိုပြန်ကြည့်ရမည်လဲကျွန်တော်တို့ဆက်ထွက် ဖြစ်ကြသည်ထက်ခံဒီအချိန်ကျွန်တော်တို့ကိုတားမွေးတယ် ။ကိလေသာများထောင်ပန်းသည့်မုတ်ဆိုးကြီးတစ်ယောက်ကနှုတ်ဆက်အားပေးသည်။သူကဒိမတ်လူမျိုးတစ်ယောက်ဖြစ်ပြီးအရအမောင်းကောင်းသည်ထွားချိုင်းတံပါသည်။ဘလောက်ဝေးဝေးကြီးတွားရအောင်မယ်ဆိုတာမစင်စားနဲ့။ရှေ့တမိုင်အတွက်ကိုပဲစင်စား။အဲ့ဒါဆိုမင်းတို့ ရောက်လိမ့်မယ်လို့ငါယုံကြည်တယ်။သူကကျွန်တော်တို့ကို လက်ဆွဲနှုတ်ဆက်ရင်းအကြံပေးစကားဆိုသည်။ကျွန်တော်ဘုရားမှာဒီအကြံပေးစကားလောက်တန်ဖိုးရှိသည့်စကားမကြားရဘူးကဲ့။ အဲ့ဒီနောက်ညာပေါင်းများစွာစီးနှင်းတွေလွှမ်းနေသည့်မှုရာအိတ်ထဲလူလှိမ်ရင် ရှေ့ဆက်ရမည်ခရီးမိုင်များအတွေ့တွေးတော်ပူပန်မိတိုင်းမိုးစိုးကြီးဤစကားကကျွန်တော်ကောင်းတဲ့အလိုအလျောက်ရောက်လာတတ်သည်နေပိုင်းကနူးလေကို ပင်ပန်းကြီးစွာလှော်ခတ်နေခြင်းရေတိတ်နေသွားသည့်နေရာများမှာရေထဲဆင်းပြီးဆွဲလိုက်တွန်းလိုက်တစ်ခါတည်းဟန်ထမ်းပြီးတည်လိုက်လုံနေရခြင်းများတွင်ကသူ့စကားကိုပို၍ပင် တတိယနေမိကြသည်ကျွန်တော်တို့စိတ်တွေကိုအဲ့ဒီအကြံပေးစကားအတိုင်းချိန်ထားညှိထားကြသည် နောက်ထပ်ကြော်ဖြတ်ရမည်ရေမော်တစ်ခုနောက်စကန်တစ်ခုနောက်ထပ်ခရီးတမန်ဒါပဲကျွန်တော်တို့ခေါင်းထဲထည့်ထားသည်ဒီလိုဖြစ်နောက်ဆုံးညမောင်နဲ့မဲမဲထဲမှာပဲနောက်ဆုံးခရီးမိုင်ကိုကျွန်တော်တို့ကြော်လွှားအောင်မြင်ခဲ့ကြသည်မိရောက်မိန်မိန်တစ်ခု ထွက်ပေါ်လျက်ရှိသည့် ယော့ဖက်ထရီစခန်းကို ကျွန်တော်တို့ရောက်ရှိကြပြီ လူတွေကမြစ်ပေဆုပ်ပြက်လျက်ကနူးလေမာလဲဒံယာတွေဘလဘွားနဲ့ပြီးလေပေါ်မှာဗာရိတ်ခါအမှလဲမရှိတော့စခန်းရှိရာမြစ်ကမ်းပေါ်သို့ကျွန်တော်နဲ့ဝေါ်တာ၄ဘက် တွားမတက်အနေအထားမျိုးဖြင့်တက်လာနိုင်ခဲ့ကြပါသည်နောက်ပိုင်းတစ်လျှောက်လုံးပင် ကျွန်တော်လှော်ခတ်ရမည့်ခရီးသည်မိုင်ပေါင်း450မဟုတ် ရှေးနာတမိုင်သာဖြစ်သည်ဆိုသောအချက်ကိုအကျဉ်းငိမ်ပြန်လဲတွေ့သည့်ယုံကြည်မိခဲ့ရပါသည် လေလောခရီးအပြီး73နှစ်ခန့်အကြာဒုတိယကမ္ဘာစစ်ကြီးအတွင်းအခြားလူမျိုးများနှင့်အတူတောတောင်ထူထပ်လှသည့်အိန္ဒိယမြန်မာနယ်စပ်တနေရာတို့ဆက်ချိုယွင်းသွားသည့်စစ်ဖက်ပို့ဆောင်ရေးလေရင်ဒဇင်ပေါ်မှလေဒီနှင့်ခုံဆင်းခဲ့ရပါသည်ရတတပောင်း အတော်ကြာပြီးတော့မှကျွန်တော်တို့ကိုလက်နက်အင်အားပြည့်စုံသည့်ကယ်ဆယ်ရေးအဖွဲ့တစ်ခုက တွေ့ရှိပါသည်။ဒီနောက်တွင်မှဘေးအန္တရာယ်ကင်းရှင်းရာအိန္ဒိယနယ်ဘက်စီတို့စစ်ကူတပ်ဖွဲ့နှင့်အတူခြေကျင်ခရီးစတင်ရပါသည်။ခရီးလမ်းကကြမ်းတမ်းပြင်းထန်လာသည်မိုင်ပေါင်း140လုံးလုံးတောတွေတိုးရမည်။တောင်တွေကျော်ရမည်။ပူသည့်အချိန်အရန်ပူသည်မုတ်တုံမိုးကရွာမိလျင်တဲတဲမဲမဲ။ ခြေတဆပထမတနာယီအတွင်းမှာပင်ဘုဂနာမတန်တချောင်းထွက်ပြီးခြေောက်ကိုထိုးမိသည်တနေ့လုံးရှောက်၍ညနေဆောင်ချိန်ရောက်သည့်အခါခြေောက်နှစ်ဖက်စလုံးမှာဖနှက်ပေါက်၍အရေးကြီးဘူးကြီးတွေတီးနေပြီမိုင်140ခီးကို ခြေထော့နဲ့နှင့်ကျွန်တော်သွားနိုင်ပြီလားဒီလိုလူတွေက ကျွန်တော်ထက်ပင် အခြေအနေဆိုသေးသည်ဒီလူတွေကော တွေးကြည့်ရင်ရောက်နိုင်စရာအကြောင်း လုံးဝမရှိသို့တော့နောက်တောင်နှမ်းတစ်ခုစီထိတော့တရွေ့ရွေ့နှင့်ပင် ကျွန်တော်တို့ရောက်နိုင်ကြလိမ့်မည်ရှေ့မှာရှိသည့်မိတ်ဆွေကြေးရွာတစ်ခုစီအထိလဲရှောက်မည်ဆိုရင် ကျွန်တော်တို့ရောက်နိုင်ကြသည်သည်တကယ်မှလည်းအဲ့ဒါလောက်သာပဲကျွန်တော်တို့လုံနိုင်မှုလိုသည်မဟုတ်လားလူတွေမှာရှိသည့်ကွန်မြူတက်သောညံဟူသည့်အလုတ်နှမျိုးလုတ်တက်သည် ူကြောင့်ကြီးကျယ်သောလုပ်ငန်းကြီးများစိတ်ကူးဖြင့်စတင်ဖြစ်တတ်သလိုတခါတရံသူတည်ပင်ဒီလုပ်ကြီးအကောင့်ထဲပေါ်ရေးအတွက်လိုအပ်သောတတ္တိများတွန်းဆုပ်ပြက်ပြဲအောင်နှောက်ယှက်ဟန်တားသောအရာ ဖြစ်နေတတ်သည်ကျွန်တော်ကသူတကာတဲ့ထူပီတတ္တိရှိသူမဟုတ်တခါတရံကြတော့လဲအဲ့ဒလိုကိုမတော်သည့်ကိစ္စအတွက်အနာဂတ်ကြုံတွေ့ရနိုင်မိအန္တရာယ်တွေအခက်အခဲတွေကိုကြိုတင်မြင်ယောင်ဓာတ်လွန်းသော ကျွန်တော်စိတ်ကူးညံကိုကျွန်တော် အပြစ် တင်မိတတ်သည်ထို့ကြောင့်ကျွန်တော်စိတ်ကိုတိတ်ဝေးဝေးလန်လန်တွေရှောက်မတွေးနဲ့နောက်တမိုင်ကိုပဲစဉ်းစားဟုမကြာခဏတတိပေးထိန်ချုပ်ရတတ်ပါသည်ဤဒီကကာယစွမ်းအားစိုက်ထုတ်ရသည့်အရေးကိစ္စများမှာမှ မဟုတ်ပါ ကျွန်တော်လက်ငင်းဝင်ငွေရနေသည့်အလုပ်ကို ဆွန့်လွတ်ခါစလုံးရည်နှစ်သိန်းခွဲမြရှိမိစာအုပ်တအုပ်ပြုစုသောအလौကြီးတစ်ခုကို သွားစမိသည့်အခါ၌လဲ ရှေ့တမိုင်အတွက်သာစဉ်းစားသောစိတ်ဓာတ်ကိုအားကိုးပြုခဲ့ရပါသည်။စာတအုပ်လုံးအတွက်ကိုသာခေါင်းနဲ့အမြဲထဲ့ထားမိနေမည်ဆိုကစာရေးသူတဦးဖြစ်ကျွန်တော်တသက်မှာအများဆုံးဂုဏ်ယူစရာဖြစ်ခဲ့သည့်ဤစာအုပ်ကြီးကိုတဝက်တပြည့်မျှနှင့်ပင်ကျွန်တော်ဆွန့်လွတ်ခဲ့မိမည်ဖြစ်ပါသည်။ယခုတော့ကျွန်တော်ကတအုပ်လုံးမဆိုထားနဲ့တခန်းအတွက်ပင်မတွေ့တမျက်နာဟူ၍ပင်မစင်းစား။နောက်ထပ် စာတပိုက်လောက်ဒါအာယုံပြုတ်နိုင်မှုကျွန်တော်အားထုတ်ခဲ့သည်ဤသို့ဖြင့်6လလုံးလုံးကျွန်တော်ဘေးဘီမကြည့်ပဲစာတပိုက်ပြီးတပိုက်ကိုသာ အားထုတ်ရေးသားခဲ့ရာနောက်ဆုံးတော့စာအုပ်ကြီးတုပ်သူ့အလိုလျောက်ရေးသားပြီးစီးသွားခဲ့ပါသည်အလားတူပင်လွန်ခဲ့သောနှစ်အတန်ကြာကစတင်ကအတန်လွင့်ယုံအတွက် နေ့စဉ်ရေးသားထုတ်လွှင့်မှုများပြုလုပ်ခဲ့ရာယနေ့ပြန်လဲရေးတွက်ကြည့်သည့်အခါ၌ကျွန်တော်ရေးခဲ့သည့်ထုတ်လွှင့်စာ စခရစ်စုစုပေါင်းမှာ2000ကျော်မြတ်ရှိခဲ့ပြီဖြစ်ကြောင်းတွေ့ရှိရပါသည် အကယ်၍သာအစပထမတွင် အတန်လွင့်ယုံကကျွန်တော်အားထုတ်လွင့်စွာပုတ်ရေ2000ရေးပေးရန်စာချုပ်ချုပ်ပါကဒီလောက်ကြီးမားသောတာဝန်ကို ကျွန်တော်ထမ်းဆောင်နိုင်မည်မဟုတ်ဟု၍ငြင်းပယ်ခဲ့မည်ဖြစ်ပါသည်သို့တော်သူတို့ကကျွန်တော်အားတပုတ်သာရေးခိုင်းခဲ့သည်ထို့နောက်မှတပုတ်ပြီးတော့နောက်တပုတ်အဲ့ဒီလောက်ပဲကျွန်တော်လုတ်ခဲ့ရသည်ဇွဲလုံးလာဟူဒီကား ရဲစွမ်းတတိနှင့်ထတ်တူထမ်းမြတန်ဖိုးရှိသောအည်အသွေးကောင်းတစ်ခုပင်ဖြစ်ပါသည်ကျွန်တော်သိသောအကောင်းဆုံးဇွဲလုံးလသမားဤလက္ခဏာကဒိမတ်လူမျိုးမုတ်ဆိုးကြီးပြောခဲ့သည့်လူတယောက်တကယ်အားထုတ်ရမည်မှာရှေ့တမိုင်အတွက်သာဖြစ်သည်ဟူသောမူဝါဒကို လက်တွေ့ကင်ဆွဲကျင့်သုံးတတ်ခြင်းပေသည်